မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ခொနည်းရက်ကွက်ရုံးမှာမဲဆွယ်စီယုံရေးအတွက်လုံခြုံရေးပေးရန်အစည်းအဝေးလုပ်နေတဲ့အချိန်လက်ပစ်ဘုံးနဲ့ပြည်သွင်းတိုက်ခိုက်ရာအုပ်ချုပ်ရေးမှုအပါအဝင်ပြူစောတီ၃ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအောက်တိုဘာလ30ရက်နေ့မနက်7:00နာရီလောက်မှာရွှေပြည်သာမြို့နယ်9ရက်ကွက်ရုံးမှာအုတ်ချုပ်ရင်းမှုနဲ့ပြူစောထီးများကမဲဆွဲစည်းရုံးရေးအတွက်လုံခြုံရေးပေးရန်အစည်းအဝေးလုပ်နေတဲ့အချိန်ဒေါ်လာရေးပုံများကလက်ပြပုံနှလုံးပြစ်သွင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအုတ်ချုပ်ရင်းမှုအပါအဝင်ပြူစောထီး3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ရက်ကွက်ရုံးကိုလူနာတင်ကားများရရှိလာကလာရောက်တယ်ဆောင်သွားတယ်လို့သိရပါတယ်။ဒီကောင်းနေမဲဆွဲစည်းရုံးရေးလုံရင်းနဲ့လုံခြုံရေးယူဖို့လူစုနေကြတဲ့အချိန်မှာ ွက်တီကိုလက်ပြပုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တာပါလူနာတင်ကားတွေနဲ့အကုန်အလုံးရှုပ်ကုန်တယ်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်ပြူစောထီးသုံးကောင်ပြင်းထန်ဒဏ်ရာရသွားတယ်ပေးနိုင်တယ်လို့လည်းကြားတယ်လို့ရန်ကုန်အာမေကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့ Mother Sand ရန်ကုန် Force အဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲကြမ်းမစစ်ခွေးတပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်များ အကြမ်းမစစ်ခွေးတက်ကပြုတ်လုံးမယ်တရားမဝင်ရွေးကောက်ပွဲများနဲ့ပတ်သက်ပြီးတော့ပါဝင်လောက်ကိုင်းနေကြသူများကိုဆက်လက်ပြီးတော့အခုလိုမျိုးအပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အချမ်းဘတ်စစ်တပ်ရဲ့ဝါရဖြန့်ဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများအလေးညာဇလန်းအပေါ်ကိုဝေဖန်တဲ့ post ကို left react အသေးပေးခဲ့တဲ့ director အောင်ချမ်းလူကိုစစ်ခွေးတပ်ကဖမ်းဆီးလိုက်တဲ့အတွက်အခုလက်ရှိအချိန်လေးမှာဖမ်းဆီးခံရတဲ့အမှုပညာရှင်၄ဦးအထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ29ရက်နေ့ညပိုင်းက ဒါရိုက်တာအောင်ချမ်းလူကိုစစ်တပ်ကဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီးတော့ဒါရိုက်တာအောင်ချမ်းလူကခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများနဲ့ပတ်သက်ပြီးတော့ပြည်ပရောက်တော်လိုင်းရေးအဆိုတော်ရရန်ချမ်းရေးသားထားတဲ့ လူမှုကွန်ရက် post ကို left react အသေးပေးခဲ့တဲ့အတော့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗါဒ်အော်တိုဘာလ28ရက်နေ့ကလည်းစစ်ခွေးတိုက်ရဲ့ဝါရဖြန့်နဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလိညာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်ကနေတဆင့်ဝေးမှန်းနေဆိုပြီးတော့ director mighty ခေါ်တန်းထွန်းစော်ဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့ဟာသာတရုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့ကိုစစ်တပ်ကဖမ်းဆီးသွားတဲ့အတော့စုစုပေါင်းဖမ်းဆီးခံရသူအနုပညာရှင်၄ဦးအထိရှိလာပြီဖြစ်တယ်လို့သိရပါဗါဒ် ခေတမိုင်းကိုဒုံဆိုင်မဲ့သူများဝါရဖြတ်အလေးညာတင်အောင်စိုးပန်းမြို့တော်ကရိုက်ကူးပြီးတော့ဇန်ညောဟာလင်းငါညိုခေါ်တေစာကြောခေါ် ဒါကြောင့်ခြေဦးညိုရဲ့တားဖြစ်တယ်လို့သိရပါဗျ။စစ်တပ်ရဲ့ဝါရဖြန့်နဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအလိညာဇလန်းရဲ့ဂရက်နဲ့ပတ်သက်ပြီးတော့ယနေ့ရန်ကုန်မှာရှိတဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာရုပ်ရှင်လောကသားများကိုအချက်မဲ့စစ်တပ်ကအစည်းအဝေးခေါ်ယူခဲ့တယ်လို့သိရပါဗျ။တခြားတစ်ဖက်မှာလည်းစမ်းကြောင်းပင်မတပိတ်စစ်ကြောင်းဟာအချက်မဲ့စစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးတော့လူလူကိုဝါရမိုင်းတိုက်ခြင်းလူလူအရေးတော်ပုံကိုပုံဖြတ်ခြင်းတို့ကိုကျူးလွန်နေတဲ့အញ្ញံစားဝါရဖြန့်အောက်တန်းစားအမှုပညာရှင်အမိခံတွေဖြစ်ကြတယ်။ နေတုံမြင့်မြတ်နေဝင်အေးချမ်းမောင်ချူလီမင်းမြင့်မုံအောင်ခိုင်ငပြောကျော်အောင်တိုးနိုင်လဲတွက်လက်စူပါလဲမင်းညိုဥက္ကပြန်ကြီးရဲရင်ရောပြောအောင်စင်ဖြိုးစတဲ့အောက်တန်းစားတိရုပ်ဆောင်တွေကို boycott and social punishment ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်တိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဘတ်စစ်ခွေးတက်ကရွေးကောက်ပွဲကာလအတွင်းမှာအမှုပညာရှင်တွေကိုပြည်ပထွက်ခွာခွဲကန့်တက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပထွက်ခွာခွဲပိတ်လိုက်တာမှန်ပါတယ်။ပိတ်တယ်လို့တော့မဟုတ်ဘူးပေါ့။အရေးကြီးကိစ္စရှိရင်တော့စီစစ်ပြီးတော့ခွင့်ပြုမှာပေါ့။ဒါကလည်းရွေးကောက်ပွဲကာလအတွင်းမှာပဲလို့ပြောပြထားပါဗျ။အရင်ကစစ်ကောင်စီကိုထောက်ခံခဲ့တဲ့ဘောမအမှုပညာရှင်တွေကအစစ်အစစ်အမေးအမြစ်မရှိပြည်ပကိုထွက်ခွင့်ရရှိနေတာပါ ပိတ်လိုက်ရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူးစစ်ကောင်စီကိုထောက်ခံသူအစိုးရယုံလေးကလည်းအမှုပြညာရှင်တွေပြည်ပကိုသွားမယ်ဆိုရင်ကြိုအကြောင်းကြားထားပြီးမှသွားလို့ရတော့မှာဖြစ်တယ်လို့သူ့ရဲ့ Facebook မှာအသိပေးထားပါဗျ။ဒီကနေ့အမှုပြညာရှင်အဖွဲ့တစ်ဖွဲ့လည်းလေးစိတ်ကနေလက်ပြန်လာရတယ်လို့ယုံလေးကရေးသားထားပါတယ်။လက်ရှိမှာပြည်သူတွေကစစ်ခွေးတပ်ရဲ့ပွဲလန်းသမင်းတွေကိုတက်ပြီးတော့ပြည်ပမှာပွဲလာလုပ်တဲ့သူတွေကိုဇက်တိုက်ဆိုးသလို white card လုတ်ဖို့အတွက်တောင်းဆိုနေကြပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်အရင်ရက်က ချင်းမိုင်မှာစစ်ခွေးလောက်ကိုပြန်ဝင်သွားတယ်အစိုးရ G ဖက် ရောက်ရှိနေတယ်ဆိုတဲ့သတင်းပေးမှုတွေရှိပြီးတော့ဖြောပြပွဲတွေလုပ်နေတယ်ဆိုရင်အဲ့ဒီနေရာတွေကိုဘိုက်ကော့ပြုလုပ်ဖို့ fake news check community FNCC ဘာမှကတင်ပေးထားပါတယ်ချင်းမိုင်ကိုပြန်လာရဲတဲ့ဇာကိုတော့ကြိုက်တယ်တာကြီးလို့အစိုးရကြားပေါက်ကသူ့ရဲ့ Facebook မှာ FNCC ရဲ့ post ကိုမျှဝေပြီးတော့ရေးသားထားပါတယ်ဒါအပြင်ထိုင်းနိုင်ငံမဟာချိုင်းမှာရုံတင်ပြသနေတဲ့ပြောတဲ့ဆိုတဲ့ရုပ်ရှင်ကိုလည်း ဝိုက်ခော့ပြုတ်လမှုအောင်မြင်နေပြီးတော့အဲ့ဒီဇကားအပေါ်စေကောင်စီကိုထောက်ခံတဲ့အမှုပညာရှင်တွေနဲ့ဆက်ဆက်တဲ့ကိစ္စတွေကိုလှုံ့ဆော်ပေးနေတယ်။ဆိုင်တွေအွန်လိုင်းကဆော့ဘောဆယ်လီတွေကိုလည်းဝိုက်ခော့ပြုတ်လုသွားမယ်လို့သတိပေးထားပါတယ်။ဒါအပြင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမှုပညာရှင်အားလုံးဝါရဖြတ်ရိုက်ကူးပေးရမှာဖြစ်ပြီးငင်းဆန်တဲ့သူတွေကိုအေးအေးယူမယ်လို့စေကောင်စီရဲ့ပြည်ကြားရေးဝန်ကြီးဌာနကချင်းချောက်ပြောဆိုလိုက်ကြောင်းအမှုပညာသတင်းရင်းမြစ်ကပြောပါတယ်။ မနေ့ကအော်တိုဘားလ30ရက်နေ့နေ့လယ်တနားရီမှာစစ်ကောင်စီရဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အေးကျွဲဟာရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းရုံမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးတော့အခုလိုမျိုး PRP ချိမ့်ချောက်လိုက်တယ်လို့အမှုပညာသတင်းရင်းမြစ်ကပြောပါရယ်ရုပ်ရှင်ဇာကားတွေမရိုက်တော့တဲ့လူမင်းပြည်တီဦးအိန္ဒရာကျော်စင်တို့ပါမကြံနာမည်ကြီးတရုတ်ဆောင်အမှုပညာရှင်တွေအားလုံးပါဝင်ရမှာဖြစ်ပြီးတော့ငင်းဆန်တဲ့သူတွေအားလုံးကိုအထက်အမိန့်အရအေးယူမယ်လို့အေးကျွဲကချိမ့်ချောက်ပြောသွားတယ်လို့၎င်းကပြောပါရယ် ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများစစ်တပ်ဝါရဖြတ်တဲ့ကားပေါ်ပြည်သူတွေရဲ့ white card နဲ့ social punishment ထိရောက်သွားတဲ့အတွက်ကြောင်ညာကုမ္ပဏီတွေကဝါရဖြတ်တဲ့ကားမှာပါဝင်တဲ့သူတွေကိုကြောင်ညာခေါ်မရတော့တာကြောင့်ကုမ္ပဏီတွေကိုကြောင်ညာဆက်ရရန်အတွက်စေအုပ်စုကဖိအားပေးရန်နဲ့ပြည်သူတွေရဲ့လူမှုရေးပြည်ထောင်ခတ်တာတပိတ်မောက်တာအပေါ်တံပြန်မှုအတွက် အကြမ်းဖြင့်တိထားရတယ်လို့သတင်းရင်းမြစ်တချို့ကပြောပါတယ်။လက်ရှိမှာတော့အမှုပညာရှင်တွေအပေါ်ပြည်သူတွေက social punishment and boycott ပြုလုပ်ဖို့အတွက်ဆက်လက်တွန်းအားပေးလှုံ့ဆော်နေပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံဆောင်သူတွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်နေတဲ့ရန်ကုန်အခြေစားမြေအောက်တော်လိုင်းရေးအဖွဲ့ငါးဘွဲကလည်းဒီဇယ်လန်တွဲမှာပါဝင်တဲ့သူတွေကိုအေးအေးယူသွားမယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းတိုင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်နှုတ်ဦးတေဆုံးကလက်နက်မျိုးစုံ၂၁လက်သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ26ရက်နေ့မနက်9:00ခွဲအချိန်ကမှမောင်းမကန်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတော့မနက်9:00ခွဲအချိန်ကမှရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗျ။စခန်းသိမ်းတိုက်ပွဲအတွင်းအချက်မဲ့စစ်တပ်ကစစ်နာဦးတေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တော်လိုင်းရဲဘော်တအူးလည်းမြင်းမြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါဗျ။ တနင်္သာရီဘက်မှာကတော့အဓိကကံယိုရန်ဖြစ်တဲ့အတွာကြီးရီလီပြန်ပြီးတော့ခံရတာများတာပေါ့ရဲဘော်တွေရဲ့အဓိကစွန့်လွတ်စွန့်စားလိုတဲ့စိတ်လုံရဲကံရဲတဲ့စိတ်တွေနဲ့ကျွန်တော်တို့တွေအကုန်လုံးအနိုင်ယူလိုက်တဲ့အနေအထားတွေရှိပါတယ်ကျွန်တော်တို့တွေအားလုံးကဒီဘက်မှာတော့ဒေသခံတွေလည်းဖြစ်တယ်နယ်မြေကျွမ်းကျင်မှုတွေကအစဒီစခန်းတိုက်နေတာကအရင်တုန်းကတော့ဒီလိုပဲကျွန်တော်တို့လည်းလက်နက်ကြီးတွေနဲ့ပစ်တယ် drone နဲ့ဘုံသီးချတယ်ပျောက်ကြားပစ်တာလောက်ပဲရှိတယ်အခုဟာကျတော့အကုန်လုံးအလုံးစုံတိတ်ပိုက်ပြီးတော့စခန်းကိုပါဖျက်ဆီးလိုက်နိုင်ပါတယ် ရန်သူဘက်ကတိုက်တဲ့နေရာမှာတော်တော်လေးကိုကြောက်ရွံ့ပြီးတော့တော်တော်လေးကိုတွေးပြတ်နေတဲ့အနေအထားရှိပါတယ်ရန်သူဘက်ကလည်းပဲသူတို့ထင်တာတော့ဒီလောက်ထိကျွန်တော်တို့ဘက်ကပူပေါင်းတော်လိုင်းရေးတက်တွေကနေပြီးတော့လုံနိုင်လိမ့်မယ်လို့ဒီကောင်နေထင်မှားဘူးဗျအလေးအငိုက်မှာသူတို့တွေခန်းလိုက်ရတာပေါ့ရန်သူအင်အားက60ကျော်80နီးပါးလောက်ရှိတယ်ကျွန်တော်တို့ပူပေါင်းပြီးတော့ဓောက်လျှောက်တိုက်တဲ့နေရာမှာရန်သူကအထိနာပြီးတော့စွန့်ခွာပေးလိုက်ရတာပါ အဲ့ဒီမောင်မကန်ရဲစခန်းကလောင်းလုံးမျိုးနဲ့တိတ်မဝေးဘူးနေပြူဟာ33အထူးတိုင်းစစ်ဌာနပေါ့ကျွန်တော်တို့အဓိကစီရေးလှုပ်ရှားတာကတော့ရေးမြောက်ပိုင်းနဲ့တနင်္သာရီရေးပြူလောင်းလုံးဘက်မှာဗျူဟာ33အဖွဲ့တွေနဲ့မဟာမိတ်တပ်ပေါင်းစုတွေဒဝဲတိုင်းရင်းသားတပ်တွေဖြစ်တဲ့ DNL အဖွဲ့တွေပါပါတယ်ရာမညမော်တပ်တော်လည်းပါတယ်ပြီးတော့ဒဝဲပကဖတွေပါတယ်တနင်္သာရီဗျူဟာ34က အဓိကကျွန်တော်တို့ရဲ့တည်ရင်နေပေါ်လို့အမှတ်33နီးပြူဟာမှုရဲဘော်စောရာကိုကရှင်းပြထားပါတယ်တိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်ခွေးတွေစီကနေပြီးတော့ OZ အမျိုးအစားတနက်6လက် G3 အမျိုးအစားတနက်9လက် Shotgun or Smoke Gun 2လက် Commando စိန်ပြောင်း2လက်6လုံးမျိုး4လက်စုစုပေါင်းလက်နက်မျိုးစုံ21လက်ဂျမ်းမာဆက်2လုံးနဲ့ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ် အဲ့ဒီရဲစခန်းတိုင်းတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်တေစစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကုကဲမှုအောက်မှာရှိတဲ့မိဘဟာ33ဒေါနာတိုက်ရင်တက်ခွဲလေ KBDF ဒေါနာတိုက်ရင်တက်ခွဲခေါ် LPF နဲ့အတူမဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ဒဝဲ KI တပ်ပေါင်းစု DNL ဒူရကစစ်ကြောင်းရာမညမွန်တက်တော် Federal ဒူဝန်ကျဲတပ်ပေါင်းစုတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်ဒဝဲအထူးစည်းဝါးရေးဆောင်လမ်းပိုင်းမှာကင်းယူနေတဲ့စစ်ခွေးတွေကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ကဆယ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘာလ25ရက်နေ့မနက်6နာရီခွဲအချိန်ကမှရေပြည်မြို့နယ်ဝါချောင်းကျေးရွာနယ်မူရူးရွာကြားမှာရှိတဲ့ဒဝဲအထူးစည်းဝါးရေးစုံစီမံကိန်းလမ်းမိုင်းမှာကင်းယူနေတဲ့အချမ်းမှာစစ်ခွေးတပ်ကိုတော်လိုင်းရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာတနိုင်းနီးပါးကြာမြင့်ခဲ့ပြီးတော့အချမ်းမှာစစ်ခွေးတွေဘက်က10ဦးခန့်တိတ်ဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေဘက်ကရဲဘော်2ဦးမစိုးရိမ်အောင်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်တာကတော့သိရပါတယ်။ တဝဲအထူးစီးပွားရေးဆောင်လမ်းမိုက်မှာဆက်ရန်တရားတွေနဲ့လမ်းလုံငန်းတာဝန်တွေကိုကင်းယူပေးနေတဲ့စစ်ခွေးတွေကိုဒေါ်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ကြားတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိတယ်လို့တော့သိရတယ်လို့ဒေတာတွင်ရှေ့တန်းသတင်းရင်းတွေကပြောဆိုထားပါတယ်။အဲဒီတိုက်ပွဲတိုက်ခိုက်မှုကိုရေပြည်မြို့နယ်အတွင်းအခြေစားမဟာမိတ်ပူးပေါင်းတပ်နဲ့ဘာထူးအာမီတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်ရသေးကူတောင်မှာတိုက်ပွဲဖြစ်ပွားနေပြီးတော့အကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအောက်တိုဘာလ30ရက်နေ့မှာမြဝတီမြို့နယ်လေးကေကောဒေသရသိကူတောင်ပေါ်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကို KNL ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ခွေးများထိခိုက်သိမ်းဆုံးမှုများပြားပြီးတော့မဲဝါခီရွာမှာစစ်ခွေးအလောင်းတွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့စစ်ခွေး73ကောင်ကိုလည်း BGF တပ်ဖွဲ့ကလာရောက်ပြီးတော့တဲထုတ်က တောင်ကလေးဆေးရုံကိုပို့ဆောင်လိုက်တယ်လို့သိရပါဗါတိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့ဗကြမ်းမစစ်တပ်ကရသေးဂူတောင်အနီးတဝိုက်ကိုနေ့လယ်၁၂နာရီကျော်လောက်ကစတင်ပြီးတော့ဝိုင်ထရော့လေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗရသေးဂူတောင်ပေါ်မှာစစ်ခွေးစစ်ကြောင်းမိုင်းထိပြီးတော့တေရာဒဏ်ရာရတာတွေအများများတယ် BGF ကလာတဲ့ထုတ်သွားပြီးတောင်ကလေးဆေးရုံကို73ရောက်ပို့လိုက်တယ်တေတဲ့သူတွေကို မဲဝါခီရွာပြင်မှာစစ်တပ်ကမီးပုံရှုတ်နေတာလေချောင်းစစ်ကူခေါ်ပြီးတော့မဲဝါခီရသေးကူတောင်ဂျောဘက်ကို wifi နေရင်တစည်းနဲ့ဘုံလာကျဲသွားပါတယ်ဒေါ်လာရင်တပ်ဖွဲ့ဝင်နေတော့အထူးကြိမ်မရှိခဲ့ဘူးလို့ဒေတာရင်းစီရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်ကော့ကရိတ်မြို့နယ်နဲ့ညောင်ရီမြို့နယ်တို့မှာနေအိမ်တိုက်ပွဲများဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုများပြားနေတဲ့အတွက်ဂျုံတို့မြို့ဘက်ကနေစစ်ကူအင်အားများနေတိုင်းပို့ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်မှာရှိတဲ့ကလေးကန်ကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကရေးရွာများကိုဇက်တိုက်မိရှို့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ28ရက်နေ့ကစတင်ပြီးတော့ထိုးမာရွာ GDC မှာတက်ဆွဲထားတဲ့စစ်တပ်ကတာယာကုန်းရွာနဲ့ကျွန်းချောင်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းကကျွန်းချောင်းရွာကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။မနေ့ကအော်တိုဘာလ30ရက်နေ့မှာလဲအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာနတ်ချောင်းရွာနတ်မြောင်းရွာနဲ့ချောင်းကွာရွာတွေကိုဝင်ရောက်စီးနှင်ခဲ့ပြီးတော့ ပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကလည်းလိုက်လံတိုက်ခိုက်နေပြီးတော့တိုက်ပွဲများလည်းဇက်တိုက်ဖြစ်ပွားနေပြီးတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုတွေများပြားနေတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိအချိန်မှာကလေးကန်ကောလမ်းပိုင်းမှာရှိတဲ့ထောက်ကျန်ရွာ၊ကြာရင်ရွာ၊စီတာရွာ၊နန်မြောင်းရွာ၊နတ်ချောင်းရွာ၊ကျန်းသာရွာအောင်သာရရွာနဲ့မှန်တော်ရွာအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာတွေကတောင်းနဲ့ချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတ တယ်လို့သိရပါတယ်စစ်ခွေးစစ်ကြောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကဇက်တိုက်ကိုလိုက်လံတိုက်ခိုက်နေတာစစ်ခွေးတွေဘက်ကအထိနာလဲစစ်မှုထမ်းတပ်သားတွေကိုအင်အားအလုံးရင်းနဲ့ဖြည့်တင်းပြီးတော့အသေးကန်တိုက်ခိုက်ပြီးထိုးစစ်ဆင်နေတာအခုစစ်ခွေးစစ်ကြောင်းကချောင်းခွာရွာမှာညအိပ်ရန်နာထားတယ်စစ်ခွေးတွေရဲ့ရှေ့ပွိုက်ကာကင်းတချို့ကတော့ချောင်းခွာရွာရဲ့တောင်ဘက်အောင်ချမ်းသာရွာအနီးအထိကိုရောက်နေပြီလို့ဒေတာရင်းစီရေးသတင်းအရင်းမြစ်ကပြောပြထားပါတယ် အဲ့ဒီအကြမ်းတ်စစ်ခွေးစစ်ကြောင်းနဲ့ဒေါ်လာရင်တပ်ဖွဲ့များနေတိုင်းနေပါတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်လက်ရှိအချိန်မှာကြီးစံဘိုးတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေတာတွေစီရေးသတင်းအင်းမေကမြစ်တာရက်ခံတောင်းဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာ